ပါပါနော် Harry and Beauty Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မြဝဲပိတ်ခင်တဲ့အကြောင်းအရာတွေထဲမှာဆိုလို့ရှိရင်ပေါ့နော်စီးထုတ်ရှိတဲ့ဒီတိုင်းကရေတက်ကိုဖြစ်ပေးရမှာပေါ့နော်ဘာဖြစ်လဲဆိုလို့ရှိရင်ကိုကတခုခုစားတော့မယ်တခုခုပောက်တော့မယ်ဆိုလို့ရှိရင်ကျမနေတဲ့သူတယောက်ဆိုလို့ရှိရင်ဘာမဆိုအလုံးအဆင်ပြေတယ်တကယ်လို့ကိုကစီးထုတ်ရှိနေတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုခန္ဓာကိုယ်မှာရေတက်ကိုလုံလုံလောက်ရှိပေးဖို့လိုအပ်ပါတယ်နော် ဖရမင်းများဖြစ်နေတဲ့ပြဿနာပေါ့နော်ခုမှစီးချိုရှိနေလို့တခုခုတောက်တော့မဆိုလို့ရှိရင်ဒါကအချိုများတွားမလားဒါမမဟုတ်လို့ရှိရင်ဒီအစားတောက်နဲ့ကိုယ်နဲ့ပဲ့ပါမလားအဲ့လိုမျိုးတွေးနေတတ်ကြတာပေါ့နော်တွေးတဲ့တရားသက်ကမြင့်စေနိုင်မလားဆိုတာပေါ့နော်အစအစအဲ့လိုမျိုးတွေးဝေတတ်ကြပါတယ်နော်ဒါဆိုလို့ရှိရင်စီးချိုရှိနေတဲ့သူတွေအတွက်ရေဓာတ်ပြည့်မဲ့အစားတောက်တွေကိုဝီးပြပြပေးမယ်နော်တကယ်တော့ကိုကစီးချိုရှိနေတဲ့ရေဓာတ်လည်းပြည့်ရှင်နေဆိုလို့ရှိရင်ရင်ဥဆုံးတောက် ေပေါ့နော်ရေတက်တက်လေးကဆူးချိုရှိတဲ့သူတို့အတွက်လိုအပ်ချက်ပေါ့နော်အကောင်းဆုံးဖြစ်စုစာလေးလိုလည်းပြောလို့ရတယ်နော်သူ့မှာကကယ်ရီပါဝင်မှုက၃ညပဲသွေးသွင်းတကြားတက်မြင့်တက်မှာကိုစိတ်ကြည့်ချရမလို့ပဲစိတ်ရှိတိုင်းတောက်ပေးလို့ရတဲ့အောက်ရည်တစ်ခုလို့လည်းပြောလို့ရတာပေါ့နော်အဲတစ်ခုကကြတော့အစီထောက်ပြီးသားနှုတ်ပေါ့နော်အစီထောက်ထားတဲ့နှုတ်ကကာဘိုဟိုက်ဒရိုက်ပါဝင်နေပေမဲ့လည်းဆူးချိုရှိနေတဲ့သူတွေအတွက်ရေတက်ဖြစ်ဖို့တနစ်တာကိုခံွက်တစ်ခွက်စာတောက်တုံးပေးလို့ရတာပေါ့နော် အစီထုံတို့ကရေတက်ဖြစ်ပေးသလိုအယိုးပါတဲ့သူတွေအယိုးပွားတဲ့သူတွေလည်းသူကပါကွယ်ပေးနိုင်တယ်နော်နောက်တစ်ခုမှဆိုလို့ရှိရင်ပေါ့နော်ရေနွေးကျန်းပေါ့နော်လက်ဖက်ချက်အများကြီးဆက်မထားတဲ့ဒီရေနွေးကျန်းကစိတ်ချရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်ရေတက်ဖြစ်ပေးတဲ့ဟိုအင်ဂျူလီနဲ့တောက်ပြန့်မှုကကောင်းတယ်ပြီးလို့ရှိရင်သွေးသွင်းတကြားတက်ကိုလည်းထိမ့်ဟိပေးသလိုသွေးပောင်ချိန်ကိုလည်းသူကထိမ့်ဟိပေးတယ်နော် တနေ့ကိုအစမ်းပကံလုံးနဲ့ဆိုလို့ရှိရင်၅ခွက်ကနေ၈ခွက်ထိကိုကတောက်ဆုံးပေးလို့နိုင်ပါတယ်နော်။တစ်ခုကကြတော့ကော်ဖီပေါ့နော်။ရှိဖို့ရှိတဲ့သူတွေကကော်ဖီတောက်လို့မရဘူးလို့တော်တော်များများပြောကြပေမဲ့ကော်ဖီဆိုတဲ့နေရာမှာကတော့အသေးချော်တဲ့ကော်ဖီတွေတော့မဟုတ်ဘူးနော်။ကော်ဖီမှောက်စစ်စစ်ကိုနှက်ထားတဲ့ကော်ဖီပါ။ဒီကော်ဖီမောက်စစ်စစ်ကိုနှက်ထားတဲ့ကော်ဖီအချို့ရော့ပြီးတော့တနေ့ကိုတစ်ခွက်လဲတောက်ပေးလို့နိုင်တယ်လို့ ကော်ဖီတောက်ပေးတဲ့ကလည်းအင်ဆူလင်တောက်ပြန်မှုကောင်းစေတယ်လို့သွေးပောင်ချိန်ကိုလည်းထိန်းသိမ်းပေးတယ်။ပြီးတော့ရှိရင်မှတ်ညံကိုလည်းကောင်းမွန်စေတယ်နော်။နောက်တစ်ခုကကြတော့မုံလာဥမီချော်ရီပေါ့နော်မုံလာဥမီကဗီတာမင် A ပါတယ်အမင်ဓာတ်တွေကျေဝါတယ်သွေးရင်းတခြားဓာတ်ကိုလည်းသူကထိန်းသိမ်းပေးတယ် အထုံငယ်ဖေးဆုမကပဲတပါဝတိုင်းကြိုက်ထားတဲ့မဥဖြော်ကြီးကဤသက်ပြေဝစေတို့တွဲတွင်းတရားထက်ကိုလည်းဒီကအထီးရဆုံးထိမ့်မိပေးနိုင်တယ်နော်ဖေးဆုရှိနေတဲ့တူတွေတက်ဆိုလို့ရှိရင်ဤသက်ပြေဝဖို့ကအရေးကြီးတို့ဤသက်ဖေးဆုမဲ့အရာတွေကလည်းစက်မကြီးနဲ့တိတော်ဖို့လည်းလိုအပ်တယ်နော်ဒါဒါဆိုလို့ရှိရင်ဖေးဆုရှိနေတဲ့တူတွေတက်ဆိုလို့ရှိရင်ဤသက်ဖြစ်ပေတဲ့အစားအသောက်တွေအားလုံးသိလိုက်မယ်လို့ဦးရတော့ထင်ပါတယ်နော် ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတွေကိုသိရှိပြီးတော့ပြည့်စုံနိုင်အောင်ဝီဒီယိုရဲ့ channel ကို subscribe နဲ့ notification လေးနှိပ်ပြီးသွားဖို့မမေ့ပါနဲ့နော်